အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါတယ်အမေရိကရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တက်ဆက်ပေးသွားမယ့်သတင်းကတော့သမ္မတ Donald Trump ဟာသူ့နိုင်ငံလုံခြုံရေးနဲ့ refugee တွေနိုင်ငံရေးခိုလုံခွင့်တွေကိုလိန်လဲပြောဆိုပြီး American တန်ယုံတွေမှာ America visa ကိုလိန်လဲလျှောက်ကြတာတွေရပ်တန့်တဲ့နိုင်ငံတွေထဲမှာကျွန်တော်တို့မြန်မာနိုင်ငံနဲ့ပေါင်းဝင်သွားတယ်ဆိုတဲ့သတင်းပါပဲ။ သတင်းပြေဆောင်ကတော့ writer သတင်းဌာနက match လ15 2025စနေနေ့မှာတင်ဆက်သွားတာကတော့သမရထရမ့်ရဲ့အစိုးရအဖွဲ့တွေဟာသူ့ရှုသူ့ပတ်တလို့သူ့နိုင်ငံကိုအလဲလာခြင်းတဲ့သူတွေရောက်ဖူးခြင်းတယ်ပြောတဲ့သူတွေကလေးတွေပညာရေးလူကြီးတွေပညာရေးအတွက် လာခြင်းတာပါဆိုတဲ့သူတွေရွှေမျိုးမိဘများစီခဏလာလေခြင်းပါဆိုတဲ့သူတွေစေကုသမှုလာရောက်ခံခံယူခြင်းတို့ပါစသဖြင့်လူမှုရေးကျန်းမာရေးအကြောင်းပြချက်များနဲ့ ကဘာအရရကလူတော်တော်များများဟာနီးစပ်ရာသူတို့ရဲ့အမေရိကန်တန်ယုံတွေမှာခွင့်တောင်းပြီးဗီဇာလျှောက်ကြတာကိုတကယ်ယုံကြည်ပြီးအစိုးရအစဉ်ဆက်ဆက်ကတော်ယုံတန်ယုံလောက်ကိုမငင်းတော့ပဲလွယ်လွယ်ကူကူဗီဇာတွေထုတ်ပေးခဲ့တဲ့ထုံးစံတွေရှိပါတယ်။အဲ့ဒီလိုအာနာလိုလက်ရောမိယာကအမေရိကရောက်ပြီးမှစိတ်တွေပြောင်းပြီးတော့အိမ်မပြန်တော့ဘူးဆိုကတရားမဝင်နေထိုင်သူတွေ green card တွေလျှောက်ဒုက္ခတွေပါဆိုပြီးနိုင်ငံရေးခိုလုံခွင့်တွေတောင်းပြီး ယင်းအခုလမ်းတွေပေါ်မှာအမေရိကန်သမ္မတရဲ့အင်ဖြူရောရှေ့တွင်မကတော့ဘူးဒေါ်နယ်ထရန့်ရဲ့ကိုပိုင်အဆောက်အဦဖြစ်တဲ့ထရန့်တာဝါရဲ့အထိပါကျူးကျော်ဝင်ရောက်လာပြီးတော့ဒီလူဟိုလူကိုအမေရိကကနေပြည်နှံတန်ပေးတာကိုကန့်ကွက်ကြောင်းဆန္ဒတွေပြအမေရိကရဲ့နိုင်ငံသားတွေအတွက်အနောက်ရှက်တွေဖြစ်ရာဇဝတ်မှုတွေလူမောင်ခုံမှုတွေမျိုးရစေဝါရောင်းဝယ်မှုတွေအကုန်ဖြစ်လာတာကိုဟန်တားဖို့အခုမှစပြီးတော့သမ္မတထရန့်ကတရားစီစစ်ပြီး ြန်မာနိုင်ငံအပါအဝင်ကမ္ဘာပေါ်ကနိုင်ငံပေါင်း42နိုင်ငံကိုအမေရိကကိုလာရန်ဗီဇာလျှောက်တာတွေကိုပြင်းထန်စွာတားမြစ်ပိတ်ပင်လိုက်ပါပြီ။အဲ့ဒီလိုပိတ်ပင်လိုက်တဲ့နိုင်ငံတွေကိုအုပ်စု3စုခွဲပြီးအဆင့်30ပြဋ္ဌာန်းခဲ့ပါတယ်။ပထမဆုံးအနေအောင်အဆင့်သတ်မှတ်ထားပြီးအမေရိကကိုလာခွင့်လုံးဝမပေးတော့တဲ့နိုင်ငံတွေဟာဆိုရင်တော့အာဖဂန်နစ္စတန်၊ဘူတန်၊ကျူဘာ၊အီရန်၊လီဘီယာ၊နော့သ်ကိုရီးယား ဆိုမာလီယာဆူဒန်စီးရီးယားဗင်နီဇွဲလာရေမဲနိုင်ငံတို့ဖြစ်ကြပြီးဒုတိယအဆင့်လိမ်မော်ရောင်ဖြစ်ပြီး ပြဖြစ်မနေလာရမဲ့သူတွေကိုပဲဗီဇာပေးမယ်။တန်တဲ့ပြောင်းရွှေ့နေထိုင်ခွင့်တွေ စာတင်ခွင့်တွေလေပတ်ခွင့်တွေအတွက်အလွန်တင်းကျပ်အလွန်တင်းကျပ်သွားမှာဖြစ်ပါတယ်။အဲ့ဒီနိုင်ငံတွေကတော့ Belarus, Eritrea, Haiti, Laos, Myanmar, Pakistan, Russia, Sierra Leone, South Sudan, ထော့ကမီနီစတန်တို့ပဲဖြစ်ပြီးတတိယအဆင့်အဝါရောင်းတတ်မှတ်ထားပြီးအဲ့ဒီနိုင်ငံတွေရဲ့အစိုးရတွေဟာအမေရိကကပြောထားတဲ့ချုပ်ရင်းချက်များကိုဖြည့်ရှင်းနိုင်ရန်ကြိုးပမ်းမှုမလုပ်ပါကဗီဇာကိုအလွန်တင်းကျပ်သွားမယ်လို့သိရပါဗါတယ်။အဲ့ဒီနိုင်ငံတွေကတော့အန်ဂိုလာ၊အန်ဒီဂွာ၊အန်ဘာဘူလာ၊ဘီနင်၊ဘာကီနာဖာဆို၊ကမ်ဘောဒီးယား၊ကမရွန်၊ကိပ်ဗာဒီ၊ချက်၊ကွန်ဂို Republic of Congo, Dominica, Guiver, Guinea, Liberia, Malawi, St. Kitts, Nevis, St. Lucia, Vanuatu, Zimbabwe စတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်။ပြီးတော့ American အစိုးရအနေနဲ့ထပ်မံစစ်ဆေးလျက်ရှိပြီးနောက်ထပ်အဲ့ဒီစီးရင်တွေမှာအတိုးအလျှော့ရှိနိုင်ကြောင်းအဲ့ဒီကိစ္စကိုနိုင်ငံသားရေးဝန်ကြီးဖြစ်တဲ့ Marco Rubio ကိုယ်တိုင် ထိမ့်ချုပ်ထားကြောင်းရိုက်တာသတင်းဌာနကပြောပါတယ်။အမေရိကမှာပထမသမ္မတဒေါ်နယ်ထရမ့်တက်ခဲ့တဲ့2016တုန်းကလည်းအမေရိကကိုနှီးမျိုးစုံနဲ့ဗီဇာလျှောက်ပြီးရောက်လာကြကပြဿနာတွေတောက်လျှောက်ရှားနေတဲ့မွတ်စလင်နိုင်ငံတွေကိုအနီရောင်အဆင့်ပြတ်ထန်းပြီးတော့ဒေါ်နယ်ထရမ့်ကအမေရိကကိုလာခွင့်ဗီဇာလုံးဝပိတ်ခဲ့မှုပါတယ်။အခုဒုတိယကြိမ်2024 January 20မှာသမ္မတပြန်ဖြစ်လာတာနဲ့ American ပြည်ဝင်ခဲ့ဗီဇာတွေကိုကြက်မှတ်ခဲ့ပါတယ်။ဒီကြားထဲမှာမှသူ့ရဲ့ထားဝါတဲ့အထိပြဿနာဝင်ရှာလာတာတွေဖြစ်လာတော့ပို့ပြီးတော့ကြက်မှတ်တာတွေဖြစ်လာရပါတယ်။သူဟာသမရပြန်မဖြစ်မီရွေးကောက်ပွဲတုန်းကပြည်သူတွေကို2024အောက်တိုဘာမှာဂတိပေးသွားခဲ့တာကတော့ဂါဇာ၊လီဗီးယား၊ဆိုမာလီယား၊ဆီးရီးယား၊ယေမန်တို့အပေါဝင်ကဘာပေါ်ကမိစိနိုင်ငံမဆိုကျွန်တော်တို့အမေရိကန်ရဲ့လွတ်လပ်မှုနဲ့အချုပ်အခြာကို ခြောက်လန့်လာမယ်ဆိုရင်တော့အဲ့ဒီသူတွေကိုကျွန်တော်တို့အိမ်ကိုအမေရိကကိုပေးမလာနိုင်ဘူးလို့ပြောသွားခဲ့ပါတယ်။ Newsweek သတင်းကထုတ်ပြန်သွားတဲ့ဟာကတော့တမရထရမ့်မှာသူ့ရဲ့နိုင်ငံတဲကိုလာပြီးအကြမ်းဖက်သမားများနဲ့ပူးပေါင်းပြီးအမေရိကကိုချိန်းချောက်ဖျက်ဆီးပြည်သူတွေကိုတတ်ဖြတ်သူများအမုန်းတရားတွေယူဆောင်လာပြီးအမေရိကအမေရိကန်နိုင်ငံသားတွေအပေါ်တတ်ဖြတ်ကျူးလွန်မှုများယူဆောင်လာကြတဲ့အတွက်ဒီအမိန့်ကိုထုတ်ပြန်သွားတာလို့ဆိုပါရယ် ဂျိုးဘိုင်ဒန်တက်လာတဲ့2020နောက်ပိုင်းမှာတော့ပထမသမ္မတထရန့်ပထမအကြိမ်ထုတ်ပြန်ခဲ့တဲ့ဗီဇာတမြစ်ချက်တွေကို ပြန်လည်ရုပ်သိမ်းလိုက်ပြီးအမေရိကကိုဝင်ရောက်ခွင့်တွေရောခိုးဝင်တာတွေရောခွင့်ပြုလိုက်ပြန်ခဲ့ပါတယ်။အခုဆိုရင်တော့ပြည်ပမှာရှိနေတဲ့ US Embassy တွေကအဲ့ဒီအမိန့်ကိုစတင်ဆောင်ရွက်နေကြပြီးလောလောဆယ်ဗီဇာပေးပြီးသားတွေကိုဆက်လွတ်ရမလားဒါမှမဟုတ်သူတို့ရဲ့ဗီဇာတွေကိုဖျက်သိမ်းရမလားဆိုတာကိုတော့အင်ဂျူတော်ကိုလမ်းမေးထားကြောင်းသိရပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာဒီနေ့သတင်းကတော့ဒီတော့ပါပဲနောက်နေ့သတင်းတွေမှာလည်းအမေရိကန်အစိုးရထောက်ပံ့ငွေနဲ့ရပ်တည်နေတဲ့သတင်းဌာနတွေကိုငွေကြေးမပြေတော့ဘဲနဲ့ဖျက်သိမ်းတော့မှာဖြစ်ပြီးအဲ့ဒီထဲမှာကျွန်တော်တို့အားလုံးသိကြတဲ့ Voice of America နဲ့ Radio Free Asia RFA တို့လည်းပါဝင်ကြောင်းအမေရိကကပြီးတော့အရက်သမားတွေ Trump ကြောင့်ကွိုင်တက်ပြီးစိတ်ညစ်နေရတဲ့အကြောင်းအရာတွေကိုတင်ဆက်သွားမှာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်ကျွန်တော်တို့ရဲ့ channel ကိုကြိုက်နှစ်သက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့သွားပါ so please take care of yourself and each other bye bye